အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိရမှာဒီနေ့မှလည်းစာရေးဆရာဆရာအခါဆုံးရေးသားထားတဲ့ Westway Queen Page ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးပါပါဇာတ်လမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းဆောင်လေးကိုနှိပ်သွားကြပါအောင်ခင်ဗျာ Westway Queen Page အချိန်ကခရစ်နှစ်2000ပြည့်နှစ်ဝန်းကျင်ခန့်ကဖြစ်ပါတယ် ကရင်ပြည်နယ်ဖပွန်မြို့နယ်အရှိတောင်ပတ်အနီးမှာဘွားတို့ကျွေးရွာတည်ရှိတယ်ထိုကျွေးရွာတဝိုက်ဒေသများမှာတောင်ကုန်းတောင်တန်းများပေါ်များပြီးတော့တစ်တောများဖြင့်အုံဆိုင်နေတဲ့ဒေသဖြစ်တယ်ကဲတို့ကဘွားတို့ရွာနဲ့အတော်လေးလှမ်းတဲ့တောင်ကုန်းလေးပေါ်မှာနေထိုင်နေဒေသခံမုတ်ဆိုးတယောက်အခုလေဘွားတို့အနောက်ဘက်မှာရှိတဲ့တောင်တန်းကြီးပေါ်ရှိတောအုပ်ကြီးအတွင်းဝယ်ပြေးလွှားနေလျက်ရှိတယ်တစ်ဖက်ကလည်းတလုံးတို့ လက်လုံ rifle တနက်တလက်ကိုကင်ထွေရင်းကနေပြီးတော့မြန်နိုင်သမျှမြန်အောင် ပြေးနေမိတယ်သူပြေးနေရသည်ကလည်းအကြောင်းရှိပါတယ်သူအရှိမတောဝံများခတ်သက်သွက်လေးပြေးလွှားနေသည်ကိုမြင်တွေ့ရရတဲ့အတွက်ဖြစ်တယ်တောဝံများမှာအနက်ခံကောင်းတော်လေးသူကခတ်ခော့ခွာမှပြေးလိုက်နေသည်မူလို့သူအားရိတ်မိပုံမပေါ်ပြီးတောဝံများကိုဝတ်တောင်းကြီးတစ်ကောင်ကဥဆောင်နေသည်ကိုပင် တွေ့ရတယ်ထို့ဝတ်တောင်းကြီးရဲ့အနောက်ကနေတခြားဝတ်ထီးများနဲ့ဝတ်မများ ပြေးလိုက်နေကြသလိုဝတ်သားပေါက်ကလေးများကတော့အုပ်စုလိုက်နောက်ပိုင်းကနေခတ်တွတ်တွတ်လေးပြေးလိုက်နေကြတယ်။တောဝက်ကသူတို့သွားရလမ်းတစ်လျှောက်မှာရှိတဲ့တစ်ပင်ငယ်လေးရှုံရွယ်ပင်များကိုတပြောင်းပြောင်းနဲ့တိုက်ခတ်သွားကြရာအနောက်ကကဲရူပြေးလိုက်နေဒီကိုလေအတန်မင်းမကြားနိုင်ပါ။နောက်ဆုံးမှာတော့ဝက်အုပ်ကရက်တန်လိုက်တယ်အလွန်ကြီးမားသောဝယုံကြီးတစ်ခုအနီးတွင်ရက်တန်လိုက်ပြီးတော့အကြီးအကဲဝတ်နေဝတ်ထီးများကဝယုံကိုပက်လေကကြည့်ရ ပြီးရင်နောက်မှာတော့သူတို့ရဲ့ရှေ့ထောက်များဖြင့်ဝေယုံရဲ့ဘေးနားမှာရှိတဲ့မြေပြင်ကိုကုတ်ဖက်ကခွာရပေးကြတယ်ထို့သောပြုလို့ရသည်မှာသူတို့ရဲ့ဇက်ကြက်ကိုမှတ်သားသည့်သဘောဖြစ်တယ်ထို့နောက်တွင်ဝတ်ထီးများကတစီစီနှင့်အော်ဟစ်လက်ရာ ဝမများနှင့်ဝက်ကလေးများကဝေယုံကြီးများမှထွက်နေတဲ့မြစ်ဆူကြီးများနှင့်ဝါပင်ငယ်များကိုရှိုးဖဲ့ကစားတောက်ကြတယ်။ကဲတို့အလွန်ပဲပျော်ရွှင်နေပြီ။ယနေ့တော့ဝတ်ထမ်းပြီးတော့ပြန်ရမယ်လို့ဆုံးဖြတ်လိုက်ခါ ထိုဝယုံကိုအကွက်အကွင်းကောင်းကောင်းကိုမြင်နိုင်သည့်နေရာက တောင်စုံပေါ်သို့အตาကလေးတွားတွားကတက်လိုက်တယ်။တစ်ပင်ပိမ့်ပင်များအကာအကွယ်ယူလျက်တောင်စောင်းကလေးအပေါ်ကိုတက်လာခဲ့တယ်။တောင်စောင်းလေးပေါ်ရောက်တဲ့အခါမှာတော့အောက်ဖက်ဝယုံတွင်အစားအစာများစားတောက်နေတဲ့တောဝယ်များကိုအတိုင်းအတာမြင်တွေ့နေရတယ်။ဟန်ကြပြီဟေး။နေတဲ့အကောင်ကြီးတွေမဟုတ်ဘူးကွာ။ငါဒီလိုမှန်းသိရင်ငါရောက်ဖို့အဖို့ခေါ်ခဲ့ပါလေ။ကဲတော့စိတ်ထဲမှာတွေးပြီးတော့တနက်ကို တောဝက်အုပ်စီတို့အသေးရှာထိုးချိန်လိုက်တယ်။သူတနတ်မှာလုတ်တနတ်ဖြစ်တော်လေခိမီဒီတနတ်လက်ဟူ၏ဆိုရမှာထိုဒီတာမှာလက်နက်ကင်များပေါများသလိုတနတ်များကြည်များကိုလည်းပေါများတယ်။အထူးသဖြင့်သူတို့ကင်ဆောင်သည့်လုတ်တနတ်များမှာအထူးပေါများတယ်။သူကင်သည့်တနတ်မှာ တလုံးထိုးဘုတ်အရှင်ရိုင်ဖယ်တနတ်ဖြစ်ပြီးတော့မှန်ပြောင်းကလေးလေတက်စင်ထားလျာအနီးကပ်ရှင်ရွယ်ရန်အထွတ်အလုံးမဲအစဉ်ပြေလာတယ်။ တနက်ကြီးအိမ်အတွင်းကကြည်စံတထောင်ထက်ပြီးသားဖြစ်တာမို့လို့တနက်မောင်းကိုအตาလေးဆွဲတင်လိုက်တယ်။အမဲစီများဖြင့်ရှုံးမှုအောင်လို့ပွတ်ထားသည်မို့လို့တနက်မောင်းတက်သွားတော်လေအတန်မထွက်ဖိနဲ့တိတ်ဆိတ်နေတယ်။ထို့နောက်မှာတော့တောဝက်အုပ်ကိုတနက်နဲ့ထိုးချိန်လိုက်ပြီးတော့တနက်အပေါ်တွင်တက်ဆင်ထားတဲ့မှန်ပြောင်းကလေးဟာနေတဆင်မိမိပြစ်မဲ့သားကောင်ကိုတိတိချာချာရွေးရှည်လိုက်တယ်။တော်ဝအုတ်ကမြင့်မြဝါးမြကိုရှိုးဖဲ့နေသဖြင့်တပြောင်းပြောင်းနဲ့အတန်မီကစူညံနေပါလေ ကဲတို့ပြစ်ခတ်မိအကောင်ကို အသေးစားရွေးနေခြင်းလိုက်ရှာနေရင်နောက်ဆုံးမှာတော့ဝတ်တောင်းကြီးတကောင်ကိုတေးချချိန်လိုက်တယ်ဟာဝတ်ဆွေကွင်းပကြီးပါလားကဲတို့ရေးလိုက်ပြီတယ်ဝတ်တောင်းကြီးရဲ့နှာခေါင်းအောက်မှာတိုးထွက်နေတဲ့ဝတ်ဆွေကြီးကကော့လန်နေပြီးတော့အဆွဲထိပ်ပြားမှာတဖန်ပြန်လဲပြီးပါးစပ်အောက်သို့တိုးဝင်သွားရာကြည်လိုက်ရင်ဝတ်ဆွေကောက်မှာဝါလုံးပုံစံဖြစ်နေတယ်ထို့သောဝတ်ဆွေမျိုးကို ဝက်ဆွေကွင်းပိလို့ခေါ်ကြပြီးတော့ဝက်ဆွေကြည့်ပြီးဈေးကောင်းအလွန်ရထက်တဲ့ကဲတို့လည်းပျော်ရွှင်သွားပြီးထိုဝက်ကြီးရဲ့လက်ပြင်းနေရာသို့ထိုးချိန်လိုက်တဲ့ပူကောင်းကိုပြစ်ခတ်ရှင်းတော်လဲဝက်ဆွေပဲ့သွားမိကူဆိုရင်တဖြင့်နှလုံးနေရာကိုထုံးချိန်ခြင်းဖြစ်တဲ့ပြစ်ကွင်းကောင်းကောင်းရထားသဖြင့်ကဲတို့တစ်ချက်ညပြုံးလိုက်ပြီးတော့တနက်မောင်းခလုတ်ကိုညှိချလိုက်တဲ့ကြောက်ခရင်နေအောင်မီးပွင့်မထွက်ဘဲနဲ့ကြည်ရိုက်တန်းကကြည်အင်ကို ဖင်နဲ့အရှင်သွားရိုက်တာတော့ကြားလိုက်ရတယ်။ကဲတို့ထူဆန်းသွားပြီးတော့နောက်တစ်ချက်မောင်းတင်လိုက်ခါပြန်လဲရှင်ရွယ်လျက်ဒုတိယကြိမ်ပြစ်ခတ်လိုက်တယ်။ကြောက်ခနေပင်တနက်မှကြီမထွက်ပါကဲတို့လည်းစိတ်တူသွားမိတယ်။ဖိုတီကြီးစံနေဟာမီးမကူးတာများလားစိတ်ထဲမှာတွေးလိုက်ပြီးတော့တနက်မောင်းခလုတ်ကိုဆွဲလိုက်ခါကြီအိမ်အတွင်းကကြီးစံကိုထုတ်လိုက်တယ်။ထို့နောက်မှာတော့ခါရင်ပတ်ထားတဲ့ခပတ်အိတ်ထဲကနေကြီးစံတစ်ခုကိုထုတ်ယူလိုက်ခါကြီးအိမ်အတွင်းသို့ထည့်ပြီးတော့မောင်းကိုပြန်တင်လိုက်တယ် ကြောက်ကနေပဲဘနဲ့ချင်းစူးစားစူးစားတနက်ကကြည်မထွက်ပါဝက်များကလည်းသူတို့ဘာသာသူတို့စူညံနေလို့သူ့ရဲ့တနက်မောင်းဖြုတ်တဲ့အတန်ကိုမကြားတာကြောင့်သာအတော်သေးပါလေဘာဖြစ်တာလဲကွာတနက်ကဖြစ်တာလားကြည်ရဖြစ်တာလားခဏကြာတဲ့အခါမှာတော့တောဝက်အုပ်ကတော်အသွင်းတို့ပြန်လဲပြေးဝင်သွားတယ်ကဲလူစိတ်ဆိုးပြီးတော့ဆက်မလိုက်တော့ဘူးကြည်စံထက်ပြီးတော့မောင်းတင်ထားတဲ့တနက်အားစိတ်ပေါက်ပေါက်နဲ့မိုးပေါ်သို့ထောင်၍ဖောက်လိုက်တယ် ဒိုင်းကနေနေအောင်တန်တန်ကကျေးလောင်စွာထွက်ပေါ်လာတယ်။တောအုပ်တွင်သားကောင်များငှက်များလန့်ဖြက်ကပြေးကုန်ကြတယ်။ကဲတို့လည်းအလွန်ပဲအံ့ဩနေမိတယ်။ဒါကြောင့်မလို့ခုနကပြည့်ဝမရတဲ့ကြီးစံတစ်ခုကိုပြန်ကောက်ယူလိုက်ပြီးတော့ကြည်အိမ်ထဲထက်ကအနီးနားမှာရှိတဲ့တစ်ကိုင်းတစ်ခုကိုပြက်ထက်လိုက်တယ်။ဒိုင်းကနေပဲကြီးစံထွက်သွားပြီးတော့တစ်ကိုင်းကိုထိမှန်သွားကတစ်ကိုင်းမှာကြိုးကြည့်သွားတယ်။ကဲတို့လည်းမျက်လုံးပြူးသွားရပြီ။ဒါဒါဆိုရင်ခုနကဝက်ဆွဲကွင်းပိတ်ကြီးကြောင့်ဖြစ်ပါလား။ ဒီနေ့တော့ကဲရိုလက်ပလာနဲ့အိမ်ပြန်ခဲ့ရပါတော့နေအိမ်ရောက်တော့မိမကတပြစ်ပြစ်တောက်တောက်နဲ့ပြောနေတယ်အမဲမရဘဲနဲ့ကြီးစံကုံသွားချင်းကြောင့်လေဖြစ်တယ်ကဲရိုတို့မှာအိမ်ရဲ့စီးပွားရေးအတွက်ကုန်းသီးကြံများတပိုင်းနဲ့နိုင်စိုက်ပျိုးထားတော့ကြောင့်စားဖို့အတွက်တော့မပူရကဲရိုကမုတ်ဆိုးမျိုးရိုးဖြစ်တယ်အဖိုးဖြစ်သူကလည်းမုတ်ဆိုးဖြစ်ပြီးတော့အဖေဖြစ်သူကလည်းမုတ်ဆိုးတယောက်ဖြစ်တယ်သို့တော်လေအဖေဖြစ်သူမှာတော်လေရင်ကနေလက်နက်ကင်များနဲ့တွေ့ပြီးတော့လူမားပြစ်ခတ်ခံရပြီးသူငငယ်ရပဲတေဆုံးသွားခဲ့ရာ အမဲလိုက်တီမုတ်ဆိုးပညာရက်များကိုအဖိုးထံမှသာတည်ယူခဲ့တယ်။အိမ်အောင်ကြသွားပြီးတော့ဇနီးဖြစ်သူကအမဲလိုက်ချင်းကိုအာမပေးတဲ့ဖြင့်စိုက်ပျိုးရေးဘက်ကိုဦးတည်ခဲ့ရပြန်တယ်။ဝါဒိုတောင်ဘက်မှာရှိတဲ့တောင်ကုန်းကလေးများတွင်ကွန်းဒီပင်များကိုစိုက်ပျိုးထားပြီးတော့ထိုတောင်ကုန်းလေးပေါ်တွင်အင်္ဂလိပ်ကိုစောက်ခါဇနီးနဲ့အတူတူနေထိုင်နေဇနီးရဲ့မောင်ရောက်ဖဖြစ်သူတို့ကိုသူတို့နဲ့အတူတူနေတယ်။ဆိုင်တွင်းကိုဝင်လိုက်တော့စိုက်မှာမီးအလင်းရောင်ကခက်မိန်မိန်ထွန်းထားတယ်။ထူဆိုင်ကလေးမှာ ကုံစုံဆိုင်လေးဖြစ်ပြီးတော့အရက်မျိုးစုံလေးရတယ်။ဆိုင်ဘေးမှာအဖီဆွဲထားပြီးတော့ကုံကလေးများချထားသဖြင့်ညဆိုရင်အရက်သမားများဝိုင်းဖွဲ့သည့်နေရာလေးဖြစ်တယ်။ဘီယာတလုံးကိုဝင်လိုက်ပြီးတော့ဆိုင်အတွင်းမှာဟိုဟိုတီတီကြည့်လိုက်ရာသူချာနေသူကိုတွေ့ပြီးသူသူထိုင်နေခုံတို့တွားကဝင်ထိုင်လိုက်တယ်။သူသူကတော့အသက်80ခန့်ရှိပြီဖြစ်တယ်။ဘိုးစေးတော်ပင်ဖြစ်တယ်။အတီရောက်နေတာတော်ပဲဗျ။အေးကွာကဲတို့လာကွာ။အတီကိုဒီမှာမတွေ့ရင် အိမ်ဝလာမလို့ဗျမင်းကငါ့ကိုဘာလို့တွေ့ရှင်တာလဲကွာဝစီတော့ကအရက်ဖြူတစ်လုံးကိုရေရောပြီးတော့တောက်နေချင်းဖြစ်တယ်ပီယာပလင်းကိုကန်ရတဲ့ကဲတို့ကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ချလိုက်တယ်မင်းစီမှာအမီးမပါဘူးလားကွာကဲတို့ကကောင်းခါပြလိုက်တယ်မင်းကွာငါတော့ဖြင့်မုတ်ဆိုးလာပြီဆိုပြီးအသားလေးပါလေးများအမီးပါမလားလို့အမီးနေနေတသားဗျကျုပ်တော်မှအသားမစားရတာကြာပြီဗျဒီနေ့တော့အိမ်မှာကြက်ဥနဲ့စားလာရတာအဖိုးကြီးကရီမောလိုက်ပါတယ် ဒါနဲ့သူ့အဖိုးကိုမေးစရာရှိလို့ဗျဒီနေ့တော့တောထဲမှာဝတ်တောင်းကြီးတကောင်တွေ့တယ်ဗျအဖိုးကြီးကပြုံးလိုက်ပြီးတော့ဘာလဲဝတ်မန်ဆွေထုတ်မလို့လားဝတ်မန်ဆွေကသူ့တို့ထုတ်နေကြပဲမဟုတ်လားဗျဈေးကောင်လည်းတိတ်မရပါဘူးဗျအခုကတော့ဝတ်ဆွေကွင်ကြီးဗျအဖိုးကြီးကထူးဆန်းသွားတယ်ထူးဆန်းလိုက်တာမင်းတကယ်ပြောနေရလားကွာတကယ်ပေါ့ဗျာပိုပြီးထူးဆန်းတာကဒီဝတ်တောင်းကြီးကိုကျုပ်ပစ်တာကြီး9000တိတိဗျာ တစ်ချက်မှမထွက်ဘူးဟုတ်ပါမလားကွာဘိုးတိစီကကြည်ရအင်းနေလဲပါတယ်ကွာတခါလေကျရင်မီးမကူးမဟုတ်လားမဟုတ်ဘူးရဝက်ကြီးထွက်သွားတော့တခြားကိုပြစ်တာကြတော့ကြည်ရထွက်တယ်ဗျအဖိုးကြီးကပြုံးလိုက်တယ်ဒါဆိုရင်တော့ဟုတ်ပြီမင်းပြောတဲ့အတိုင်းလားဆိုရင်အစွမ်းချီတဲ့ဝက်ဆွဲကွင်းကြီးဖြစ်မယ်ကွာအဲဒါကြောင့်ဒီကောင်းကြီးကိုဘလို့လဲအလဲတက်ရမလဲဆိုတာအဖိုးလားတိုင်မင်နာအဖိုးကြီးကကောင်းကြီးလိုက်ပြီးတော့ပလတ်စတစ်ခွက်ထဲကအရက်ကိုတကြိုင်မောရှာလိုက်တယ်ဝက်ဆွဲကွင်းတိုင်းက စွန်းတာတော့မဟုတ်ဘူးကွာဒါမဲ့လေတကယ်စွန်းတယ်ဆိုရင်လေအကွင်းကိုရောင်ပြီးတထေးဖြစ်နိုင်နေကွာဟောဆွေကွင်းပိတ်မှာဒူဆန်းနဲ့အစွမ်းနေရှိတယ်မိမကူဘူးကြီမထွက်ဘူးအဲ့ဒီအစွယ်ရှိတဲ့အကောင်ကိုဘလို့မှရန်ပြုတ်လို့မရဘူးကွာဒါမတူဘူးလှန်ထိုးရင်လေလှန်ခွေသွားတယ်ကွာကဲလို့လေတော့ကိုထူးဆန်းသွားတယ်ဝက်ဆွေကွင်းပိတ်အကြောင်းကိုအဖိုးပြောပြသည်ကသာကြားဘူးခဲ့ပြီးတော့တခါမှလည်းမမြင်ဘူးပါ အဖိုးကြီးကလည်းဆက်ပြီးတော့မင်းပြောတဲ့အကောင်ကြီးကိုတခါမှလည်းမမြင်ဘူးပါဘူးကွာဟုတ်တယ်ဗျကျုပ်လည်းတပတ်တခါလောက်တော့တောထဲကိုလိုက်နေကြတခါမှမမြင်ဘူးဒီကောင်ကြီးကတောပြောင်းလာတာဖြစ်မေးဗျအဖိုးကြီးကကောင်းကြီးလိုက်တယ်ကဲဒါဆိုရင်ကျုပ်တို့တွေဒီကောင်ကြီးကိုဘယ်လိုလုပ်ဖမ်းကြမလဲအဖိုးကြီးကပြုံးပြီးတော့ငါမှနီလန်ရှိတယ်ကွာဘင်းဒီကောင်ကြီးကိုရရင်ငါ့ကိုဘယ်လောက်ပေးမလဲ30ပေးမယ်ဗျကဲတို့ကလက်သုံးချောင်းထောင်ပြလိုက်တယ်နဲတယ် ငါနီးနေလေဖမ်းသေးတယ်မင်းကလည်းကက်စီနှဲလိုက်တာကွာဒါဆိုရင်ဗျာတယောက်တော့ဗျာဟုတ်ပြီလားအဖိုးကြီးကကောင်းကျင်းလိုက်တယ်နောက်တနေ့မှတော့အဖိုးကြီးဈေးသွန်းနဲ့တော်တဲ့တိုးကခဲ့ကြတယ်အဖိုးကြီးကတော့တနက်မယူဘဲနဲ့မှန်ပြောင်းတစ်ခုသာလေဘင်းမှာချိတ်ဆွဲထားခဲ့တယ်သူတို့တော်တော်ရင်ကနေချိုးမြောင်ကလေးအတွင်းသူရောက်တဲ့အခါမှာတော့ဝါကျိုးတံများကိုတဖြောင်းဖြောင်းကြားလိုက်ရတယ်သူတို့နှစ်ယောက်တောင်ဆောင်ပေါ်သို့တက်ကြည့်တဲ့အခါမှာတော့ဝယုံအနီးမှာဝါအုပ်ကြီးကိုတွေ့လိုက်ရတယ် ခိုးတကောင်ပဲအဖိုးအဖိုးကြီးကမှန်ပြောင်းနေကြည့်လိုက်တယ်အေးကွာဒါမဲ့စိတ်မကောင်းစရာညာဘက်ကအဆွေပဲအကွင်းဖြစ်နေတာဘယ်ဘက်ကအဆွေကတော့တခုခုနဲ့ထိုးမိထားလိုပဲကွာပဲ့နေတယ်အိုးဘာဖြစ်ပြီဗျာရတော့လေတယောက်တော့ဟောဗျာဒီကောင်ကြီးကတနက်ပြီးတယ်ဆိုတော့ငါတို့တွေပြစ်လို့မရဘူးဒီတော့တခြားနီလန်းနဲ့လုံးမရမယ်ကွာကိုင်းထောင်ပါလားထောင်ချောက်စင်ပါလားမင်းကလေကွာဒီရွယ်ကြီးကိုဘယ်လိုလုပ်နိုင်မလဲငါပြောမယ် သူတို့အနီးနားကဝယုံတွေကိုဒီတရက်ထင်းနဲ့စားလို့ကုန်မှာမဟုတ်ဘူးကွာဒီတော့နေရာကိုမှတ်ပြီးတော့နေလေကြရင်ငါတို့တွေပြန်လာကြမယ်သူတွေထိုးနေရာကိုမှတ်သားပြီးတဲ့နောက်မှာတော့နေလေလျောက်ရောက်တော့ရွာပြန်လာခဲ့ရွာမှာလူငယ်3-4ယောက်ခန့်ကိုခေါ်ပြီးတော့ထိုးနေရာသို့လာသည့်လမ်းတွင်ကြီးမာသည့်တွင်းကြီးတစ်ခုကိုတွေ့တယ်တွင်းမှာဆယ်ပေပက်လေခန့်ရှိပြီးတော့ရှောက်ပြီးခန့်လေနဲ့တယ်တုတ်တိပြီဖို့ပြီးရင်တွင်းထဲကိုဝချွန်တွေကိုချမယ်မဟုတ်လား မင်းကလေကွာဓားတောင်ပြီးတာမင်းဝချုံလောက်တော့တိုးမလားကွာဘာမှမထိဘူးထို့နောက်မှာတော့အနီးနားမှာရှိတဲ့ဝါးတွေကိုခုတ်ပြီးတော့ထိုးတွင်းနဲ့သူဖုံးထားလိုက်တယ်ဝါးတကားတစ်ချက်လေးလှုပ်လိုက်တယ်အလားတူနှီးများဖြင့်တွင်းဖုံးနိုင်သည့်ဇကာကွက်ကိုရက်ခါထိုးအပေါ်ကနေဖုံးအုပ်လိုက်တယ်ပြီးရင်နောက်မှာတော့မုတ်ဆိုးနီးလန်းဖြင့်ထိုးနေရာကိုတိရွတ်များဖြင့်ပြန်လေဖုံးကရှီယာလက်ရမပြတ်ပြန်လေဖန်တီးရတယ် အဖိုးကြီးလုံနေသည်ကိုကဲတို့ကနားမလည်နိုင်သဖြင့်ကြည်နေတယ်။ထို့ညတော့သူတို့အိမ်မပြောင်းတော့မင်းနဲ့ရွာမလူများကိုသာမုတ်ဖိုးပေးပြီးတော့ပြန်လွတ်လိုက်တယ်။ကဲတို့ကလည်းဝါးနဲ့ပြုတ်လုထားတဲ့တကားကြီးကိုကင်ထားတယ်။သူတို့တညလုံးတောထဲမှာဖြတ်တန်းရလိမ့်တယ်။နောက်တနည်းမနဲ့မိုးလင်းတဲ့အခါမှာတော့တိုးတိုးတံများကြားလိုက်ရတယ်။တောဝက်များမှာတောအုံတွင်ပြေးလွှားနေကြတယ်။တောဝက်များကအစာရှာချိန်မှာပြေးလွှားနေတတ်ကြပြီးတော့အစာစားပြီးတဲ့အချိန်မှာတော့အေးအေးလူလူပဲနေတတ်ကြတယ်။အခုလေ အစအလွန်စာနေပုံရတယ်တောအုပ်တွင်တဝုံးဝုံးနဲ့ပြေးလွှားနေကြတယ်သူတို့ဆင်ထားတဲ့တွင်းနာတို့အရောက်တွင်တောဝက်တောင်းကြီးကရက်တန်သွားတယ်ထို့နောက်မှာတော့မြေပြင်ကိုနမ်းပြီးတော့တခုခုကိုအနံ့ခံပုံရတယ်ကဲတို့ကတောဝက်ကြီးကိုပြန်လှည့်ထွက်သွားမှာကိုစိုးရင်နေတယ်ပြန်လှည့်ထွက်သွားပါကသူတို့ထောင်ချောက်ကအလကားဖြစ်ပြီးသို့တော်လေတောဝက်ကြီးကခဏကြားတဲ့အခါပြန်လေခေါင်းပေါ်လာပြီးတော့အော်ဟစ်လာတယ်ထို့နောက်မှာတော့သူကိုယ်တိုင်ခေါင်းဆောင်ကဝေယုံစီတို့ပြေးလွှားကြတယ်ဝုံငနေပဲ နီးစကားကိုနင်းမိကအတွင်းသူဝတ်တောင်ကြီးပြုတ်ကျသွားလျက်ဝမ်းများမှာဆူဆူညံ့ညံ့အော်ဟစ်ကြလျက်ဟေးကဲတို့ဝတ်တကောင်တော့တော့ပြစ်လိုက်စမ်းကွာကဲတို့ကဝမ်းမတကောင်ကိုပြစ်ခတ်လိုက်တယ်ခေါင်းကိုထိမှန်ပြီးဝမ်းမမှာသွေးယူသွေးတန်းနဲ့ပြေးလွှားပြီးတော့လဲကျသွားလျက်ထို့တော့မှကြံဝတ်များမှာကစင်ကလျားနဲ့ပြေးကုန်ကြတယ်လာဟေးအဖုံသွောက်အုပ်ရအဖိုးကြီးကပြောလိုက်ပြီးကဲတို့နဲ့နှစ်ယောက်ဝါးပုံးကြီးကိုယူကတွေးအနာသို့တိုးကပ်သွားခဲ့တယ် ဝက်ကြီးကတွင်းထဲသို့ကြာပြီးတော့ပြန်တက်ရန်လှုပ်နေတော့လည်းမတက်နိုင်ပါအဖိုးကြီးကတွင်းပေါ်ကနေပြီးတော့ဝက်ကြီးကိုငုတ်ကြည့်လိုက်တယ်ဝက်ကြီးကသူတို့ကိုရန်လှုပ်နေတယ်ကဲဒီကောင်ကြီးကိုဘလို့တတ်မလဲအဖိုးဘလို့ပါ့ကွာသူ့ကိုလက်နဲ့တင်းနေမတိုးပေမယ့်အစာငတ်ရင်တော့သိနိုင်တယ်ကွာဒီတော့အဖုံးကိုအုပ်ထားကြကွာနောက်ဆယ်ရက်လောက်နေတဲ့အထိသူ့တောင့်ခံမလားပဲကွာတွင်းဖုံးကိုတေချာအုပ်ပြီးတော့ ဝချုံများနေမြေပေါ်ဆူးဆိုင်ကတေးချဖုံးအုပ်လိုက်တယ်။မင်းနဲ့ငါနဲ့တယောက်တော့နော်စိတ်ချအဆွေရောင်းရရင်အတီးနဲ့ကျုံနဲ့တယောက်တော့ဗျာ။အဲ့နောက်ပိုင်းမှာတော့ဝက်ကြီးကြတဲ့တွင်းကိုကင်းဆောင်ကြတယ်။သူများကလာဖော်မအောင် စိုးရင်နဲ့ထို့ပြင်တခြားកောင်များရောက်လာသည်ကိုလည်းစိုးရင်ပြန်နေ။တစ်ပင်တပင်ပေါ်တွင်ထိုင်းကနေနင်းနေညညာတနက်ကင်ကစောင့်နေရတယ်။ရောက်ပါဖြစ်သူကပါလာပြီးတော့တောထဲမှာပင်ရှက်ပြုတ်စားတယ်။ဝက်တောင်းကြီးမှာညညာဆိုရင် အော်ဟစ်နေတတ်သေးတယ်။သူ့ဘာသာသူအစာငတ်ပြီးတေဆုံသွားသည်ကိုစောင့်နေရသည်ကိုကဲလို့စိတ်မရှိပြီ။သို့သောတခြားနိလန်းကတော့မရှိပါ။လောက်ဝက်ကျော်ကြာမှသာဝက်တောင်းကြီးတေဆုံသွားတယ်။ကဲတို့တို့မှာတောအတွင်းကသာ ထိုင်နေရသဖြင့်လူရိုင်းရုပ်ပင်ပေါက်နေပြီ။တောဝက်ကြီးမှာပိန်လီးနေရာအသားပင်မရတော့ပါ။နောက်တော့ကဲတို့ကဝက်ဆွေကိုဖြုတ်ယူကာသမီးရောက်ပါနှစ်ယောက်ပျော်ရွှင်စွာနဲ့အိမ်ပြန်လာခဲ့တယ်အတိရရခဲ့ပြီသူတို့တိုးတီးပြောဆိုလိုက်တယ် ်ဒီဝါလုံးတည်သွားလင်မတမာသူများကသူတို့ကိုတက်ပြီးတော့ဝက်ဆေကိုယူမအောင်လဲစိုးရင်နေအဖိုးကြီးနဲ့အတူတူသူတို့အိမ်အနောက်ဘက်ကမိဘုံကြီးတပုံဖိုးလိုက်တယ်ထင်းအားကောင်းတဲ့ပြင်မိဘုံကြီးမှာမိညွန်များရဲရဲတက်နေလေတယ်အဖိုးကြီးကဝက်ဆွေကွင်းပေကိုကန်ပြီးတော့မိဘုံအတွင်းသို့ပြစ်ထက်လိုက်တယ်မကြပါမိဘုံမှာသူ့အလိုလိုမိညွန်များညှို့ကြသွားပြီးတော့တင်းကြောင်များမှလည်းမိသွေးများဖြစ်လို့ပြောင်းသွေးသွားကမိငိမ့်သွားလေတယ် ကဲလို့လေတခါမှမမြင်ဘူးမတွေ့ဘူးတာကိုအလွန်မဲ့အံ့ဩနေမိရေကိုကျော်ညွန့်ပြောကိုကျော်ညွန့်ခေါ်တဲ့ကြားသဖြင့်ကိုကျော်ညွန့်အိမ်ချစ်သူထွက်လာက သူ့တငယ်ချင်းစောရော်နေနေအသားဖြူဖြူရိုးတရားတစ်ယောက်ကိုတွေ့တယ်ဘယ်တော်မလို့တော့ယော်နေရဘွာတို့ဘက်ကဝက်ဆွေကွင်းပိတ်အစ်စ်ထွေထားလို့အာကိုကျော်ညွန့်လိုက်မလားလို့အဖေါ်ခေါ်တာကိုကျော်ညွန့်ကဖားပေါ်မှာနေထိုင်သူဖြစ်ရဘွာတို့မှာသူတို့နဲ့မနီမူရင်းလေးဖြစ်တယ် ထို့အပြင်ဝက်ဆယ်ကွင်းဘေးအကြောင်းကလည်းတိကျင်သဖြင့်လိုက်သွားရင်သူဆုံးဖြတ်လိုက်တယ်။ရော်နေကကားတစ်စီးကိုမောင်းပြီးတော့ယုဒိယလူမျိုးနဲ့အတူလိုက်ပါသွားလာခဲ့တယ်။ဒါကကျုပ်ပေါ်ဗျ။သူကဒီလိုထူးဆန်းတဲ့အရာတွေကိုတစ်ကိုစိတ်ဝင်စားတာ။နောက်ပြီးတော့ယုဒိယတွေကလည်းဒီလိုအစွမ်းတွေကိုယုံနေမဟုတ်လား။အဲ့နောက်မှာတော့ရော်နေကသူနဲ့ဗမာလိုပြောလိုက်။ယုဒိယလိုက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 ပြောလိုက်နဲ့မောင်းနှင်လာခဲ့တယ်။ဘွားရိုဘင်မရောက်ဖ ೇನೆ ကားလန်ပေါက်တဲ့ တကွန်နိုင်ရွာသူရောက်တဲ့အခါမှာတော့ရွာထဲသူရှိုးဝင်လိုက်တယ်။ရွာပြင်ဘက်မှာကြတော့အိမ်တလုံးရှိတွင်ကားကိုရက်လိုက်တဲ့အခါအိမ်ထဲကသပင်းညှင်းတူးတူးနဲ့ဗလာတောင်းတောင်းလူတယောက်ထွက်လာတယ်။ထိုသူကတော့ကဲရိုးပင်ဖြစ်တယ်။ခမားဟာစစ်လားမစစ်လားဟုသိရအောင်ခမားတို့ကိုယ်တိုင်စမ်းမယ်။ကဲရိုးကလည်းကောင်းကြီးပြလိုက်တယ်။သူတို့အင်းရဲ့နောက်ဖေးဘက်မှာရှိတဲ့မိဘူဖိုးပြီးလှုပ်ထားတဲ့မိဘူထဲသူဝက်ဆွဲကွင်းဘက်ကိုထည့်လိုက်တဲ့အခါမှာတော့မိဘူကငြိမ့်သွားတယ် ရော်နေနဲ့ယူဒီယာတို့စကားပြောကြပြီဝက်ဆွဲကွင်းပေအစ်စ်ကတနက်ပြီးတယ်လို့ကြားတယ်ခမားဆမ်းပြမလားကဲတို့ကပြုံးလိုက်ပြီးတော့ဝက်ဆွဲကွင်းပေလက်မှာကင်လို့အိမ်နောက်ဖက်ခက်လန်းလန်းသူရှောက်သွားတယ်ခမားတို့မှတနက်ပါတယ်မဟုတ်လားထုတ်ပြစမ်းပြကိုကျော်ညွန့်ကအံ့ဩသွားတယ်ရော်နေကလည်းသူ့ကြောပုတ်ဥကိုဖြွင့်ပြီးတော့ခင်မီပစ္စတိုတနက်အတူတလက်ကိုထုတ်ယူလိုက်တယ်ဟာဟေးဖြစ်ပါမလားဗျတော်ကြာနေခမားဝက်ဆွဲကွင်းပေကမစွန့်ရင်ခမားတည်သွားမှာ ူကျော်ညွန့်ကစိုးရင်လို့ပြောတော်လေကဲတို့ကစိတ်ချရန်အတွက်သာတတင်းတင်းပြောနေသည်မူလို့နောက်ဆုံးပြစ်ခတ်ရန်အတွက်ဆုံးဖြတ်လိုက်တယ်။ယူရီးယားကတနက်ကိုဆွဲလိုက်ပြီးနောက်ကဲတို့ကိုထိုးချိန်လိုက်ကကလုတ်ကိုညှစ်လိုက်တယ်။တနက်ကတချက်အတန်ထွက်ပြီးတော့ကြည်မထွက်ပါ။ဘလို့လဲယုံပြီလားဗျ။ကဲတခြားနေရာဦးသာပြစ်စမ်းကြည့်ပါဦး။ယူရီးယားကဲရိုဘေးကဆယ်ဘီခန့်အကွာကိုတနက်နေ့ထိုးချိန်ပြစ်လိုက်ရာကြီထွက်ပြီးတော့အနောက်ကတစ်ပင်ကိုထိမှန်သွားတယ်။ယူရီးယားမှာ ကျင်းနဲ့သွားပြီးတော့ခေါင်းညိတ်လေးတွေကဲခမည်းဘယ်လောက်ခေါ်မလဲဗျကျုပ်လည်းဘိုက်နာနေတာဆိုတော့တိမ့်တရားပဲပေးဗျရော်နေကယူရီးယားကိုဘာသာပြန်ပေးလိုက်တယ်ယူရီးယားခေါင်းညိတ်နေသူတို့ကအနောက်ဖက်တွင်တင်လာခဲ့တဲ့ခီးဆောင်အိတ်ကိုပတ်စံနေအများကြီးထုတ်ပေးပြီးတော့ပေးချေလိုက်တယ်ကိုကျော်ညွန့်ကတော့ကဲတို့ကိုသွားပြီးတော့အဆွေရလာဖို့မေးမြန်းနေဒါနဲ့ခမည်းဗျတိမ့်တုံးကတော့တောင်းတာမဟုတ်ဘူးတော်ပါပြီဗျကျုပ်ဒီတခါတော့ဝက်ဆွေကိုမယောင်းလို့မရတော့ဘူးဗျ ကျုပ်စီမှာအရင်ကဒီဈေးပေးပြီးတော့ဝယ်တဲ့သူတွေရှိပေမဲ့ကျုပ်ကတိုးတောင်းရင်းကနေသူတို့မပေးနိုင်လို့ပွဲပြက်ပေါင်းများပြီဗျအခုဆိုရင်ဝယ်လက်လာနိုးနဲ့စောင့်နေရတာတနည်းလောက်တောင်ရှိနေဗျဒါနဲ့နေပါအောင်ဗျခမရဘာလို့မရောမဖြစ်တာလဲဗျဒီဝက်ဆွဲအိမ်မှာရောက်ခရေဟာအိမ်မှာတိတိတတစီးဝါကြသွားတယ်ဗျကျုပ်တို့လင်းမယားလဲကွဲသွားတယ်အိမ်ဒီချန်ဒီရတဲ့ကြီးနဲ့ရောင်းချတဲ့အပြင်အခုတောင်မှ30လောက်အကျွေးတင်နေတယ်ဗျအိမ်ပြန်လမ်းမှာတော့ ကိုကျော်ညွန့်တယောက်တွေ့ဝေသွားတယ်။သူ့ကောင်းထဲမှာတော့သူ့တချိန်ကစီရတော်တပောင်းကိုမိန်ဘူးတဲ့စကားကိုပြန်လေကြားအောင်လာမိတယ်။ဝက်ဆွယ်ကွင်းပိတ်အစွမ်းထက်တယ်ဆိုပေမဲ့အိမ်မှာထိုင်ရင်အိမ်ခိုက်တယ်။စီးပွားတိတ်တယ်။မိသားစုအချင်းချင်းခိုက်ရန်ဖြစ်ပွားတတ်တယ်။ဒီလိုပစ္စည်းတွေကထူးဆန်းတဲ့အစွမ်းတွေရှိတတ်တာတော့မှန်တယ်။တစ်ဖက်မှာလည်းစိုးကြိုးတွေရှိတယ်တခါကြီးရဲ့။ဒါဆိုရင်သူများတွေဈေးကောင်းပေးပြီးတော့ဝယ်လာကြတော့ဘာဖြစ်လို့လဲဗျာဒီလိုကံမီရပစ္စည်းတွေဆိုတာဒီတိုင်းမဆောင်ကောင်းဘူး ကျွမ်းကျင်နားလေတဲ့သူနဲ့ပြတာပြီးတော့မှဆေးအဆောင်နဲ့စီရင်ရတယ်။များသောအားဖြင့်ကတော့ရုပ်ထုတွေထုပြီးတော့ဂမ်ဘီယာအစီရင်တွေနဲ့ဆောင်ရွက်လေရှိကြတယ်ကွ။အခုတော့ကိုကျော်ညွန့်တယောက်ဝက်ဆွဲကွင်းပိတ်ကိုလည်းကိုတိုင်မြင်မှုပြီးဝက်ဆွဲကွင်းပိတ်အစွမ်းကိုလည်းမျက်ဝါးထင်ထင်မြင်ခဲ့ရပြီ။ထို့များသာမကသေးပါဝက်ဆွဲကွင်းပိတ်ရဲ့ချိုးချိုးဒီကြောင်းဘဝပြတ်သွားရတဲ့ကဲတို့ကိုလည်းကိုတိုင်တွေ့ခဲ့ရပြီ။ရနေကတော့သူ့ကိုသူ့အိမ်ရှိမှာရှာပေးခဲ့ပြီးတော့မုတ်ဖူးငွေ3000လေးပေးသွားတယ် ထိုကလေးကရော်နယ်နဲ့မတွေ့ရတော့ပါ။ငါးနေခန့်ကြားတဲ့ခါမှာတော့ဖာပုံမြို့မှာရှိတဲ့လက်ဖက်ရည်ဆိုင်တဆိုင်တွင်ရော်နယ်နဲ့ပြန်ဆုံနေ။ထိုအခါထိုယူရီးယားတစ်သေးအကြောင်းကိုမေးမြန်းကြည့်တော့ထိုတစ်သေးမှာလွန်ခဲ့တဲ့လင်းနေခက်ခါပင်လုပ်ငန်းအရှုံးပေါ်ပြီးတော့အရာဆွဲခံရကထောင်ကျသွားတော့ကြောင်းနေလုပ်ငန်းပြတ်သွားသဖြင့်ရော်နယ်လည်းတခြားအလုပ်ကိုပြောင်းလုပ်သွားကြောင်းပြောပြတယ်။ကိုကျော်ညွန့်ကတော့တပ်ပြင်းတစ်ချက်ကိုရှာမိတယ်။ထို့သောဖြစ်သွားခြင်းမှာဝတ်ဆွေကွင်းပိတ်ရဲ့စိုးကျိုးကြောင့်လားဆိုတာတို့ကိုကျော်ညွန့်တယောက်လည်း တက်အံမပြောနိုင်ပါအခုတင်ဆက်ပေးခဲ့တဲ့ဇာလန်ကတော့စာရေးဆရာဆရာအကဆိုရေးတာထားတဲ့ဝက်ဆွဲကွင်းပိဆိုတဲ့ဇာလန်ပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇာလန်ကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမှုစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ